ပရိုဂျူဆာမျက်နှာနဲ့သူမကိုဂုံသိခါကြဆင်းအောင်လုပ်တဲ့ထွန်းထွန်းနဲ့တခြားသူတွေကိုအခုလိုပြောလာတဲ့တန်နာမိုးသိမ့်တရုတ်ဆောင်မင်းသမီးတန်နာမိုးသိမ့်နဲ့သူရဲ့ချစ်သူအောင်ပရိုဂျူဆာကြီးကိုရွှေမန်နှုတ်ရဲ့ပြဿနာကအခုဆိုရင်တော့အနုပညာရှင်ချင်းချင်းဖြစ်တဲ့မင်းသားထွန်းထွန်းမော်လင်လှရမင်းအိမ်တို့တောင်ပါဝင်လာခဲ့တဲ့ပွဲဖြစ်နေပါပြီအားလုံးသိထားကြသလိုပဲတန်နာမိုးသိမ့်နဲ့ပရိုဂျူဆာကိုရွှေမန်တို့က၄နှစ်တန်ကာလတိုင်နဲ့တွဲခဲ့ကြတဲ့ပရိသတ်တွေအားကြခဲ့ရတဲ့ဇုံတွေတွေပါ ဒါပေမဲ့အားလုံးကိုအင်အားသင်းစီတာကကိုရှင်မန်းဘက်ကပညာတတ်ဆရာဝန်မလေးတယောက်နဲ့မင်္ဂလာဆောင်သွားခဲ့ပါပြီ။ဒီနေရာမှာပြည်သက်တွေကြားမှာတဏ္ဍမိုသိန်းတယောက်စွန့်ပစ်ခံလိုက်ရတာလားဆိုတဲ့မိကုန်းတွေဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့တဏ္ဍမိုသိန်းကဒါကိုရှင်းရှင်းလင်းလင်းညင်းခဲ့ပါတယ်။သူမဟာစွန့်ပစ်ခံရတာမဟုတ်ဘဲကိုရှင်မန်းရဲ့အကျင့်စရိုက်တွေကိုမကြိုက်လို့အထူးသဖြင့်သူမနဲ့တွဲနေစဉ်အတွင်းမှာနောက်ထပ်အနုပညာရှင်မင်းသမီးတွေအပါအဝင်လူပေါင်း90လောက်နဲ့နောက်မီးလင်းခဲ့တာ။ ဒါပြေတမကကိုတိလက်ရောက်လုတ်ခဲ့တာတွေကြောင့်တမကိုယ်တိုင်ကလက်လွတ်ခဲ့ရဖြစ်ကြောင်းဖြည့်ရှင်းထားပါတယ်။ဒီလိုဖြည့်ရှင်းလိုက်တဲ့အချိန်မှာဒရာမာကအချိန်မြင့်လာခဲ့ပါတယ်။ကိုရှင်မန်းဘက်ကလည်းရက်ဒီကောက်ွယ်ပေးတဲ့သူတွေပေါ်လာတာပါ။အဲ့ဒီအချိန်ကမှမော်ဒယ်လာရမင်းရင်နဲ့တခြားသူတွေကတဏမိုးသိန်းကိုပြန်လည်ပြီးတော့ပြောဆိုခဲ့ကြပါတယ်။သူတို့ကတဏမိုးသိန်းကိုယ်တိုင်ကသစ္စာမရှိတော့အခုကိုရှင်မန်းကိုမရတော့လို့အတန်းရှင်းရှာတယ်လို့ပြောကြတယ်လို့အောက်လန်းနဲ့လုတ်တယ်လို့လည်းဆွဆွဲချက်တွေပြင်းပြင်းထန်ထန်ပါဝင်လာခဲ့ပါတယ်။ ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူး။ဇလန်နဲ့ကိုမထမပဲဝင်လာတာကတော့မင်းသားထွန်းထွန်းပါပဲသူကလူကြီးလူကောင်ပြီးသားစွာနဲ့ဝင်ရောက်ဖြစ်ရှင်တဲ့ပုံစံမျိုးဒါပေမဲ့ကိုရွှေမင်းရဲ့မျက်နှာကိုကြည့်ပြီးပရိုဂျူဆာဘက်ကကောက်ွယ်တဲ့ပုံစံမျိုးဖြစ်နေခဲ့ရပါထွန်းထွန်းကတဏ္ဍာမိုးသိမ့်ပြောတယ်လို့မျိုးကိုရွှေမင်းကသူ့ကိုဖုန်းခေါ်တယ်ဆိုတာကြီးကအမှားကြီးဖြစ်ကြောင်းတဏ္ဍာမိုးသိမ့်ကပဲနာမည်ဖြတ်နေတယ်လို့လို့နဲ့အခုကိုရွှေမင်းရဲ့ဇနီးဖြစ်သူဆရာဝန်မလေးဘက်ကနေကာပြီးတော့ပြောခဲ့ရပါ ဒီနေရာမှာတဏှာမိုးတိုင်းကဒီမခံနိုင်တော့ပါဘူး။သူရဲ့ဂုံတိတ်ခါကိုအခုလိုဝိုင်းပြီးတော့ကြဆင်းအောင်လုပ်နေတဲ့သူတွေကိုတုံ့ပြန်ပုံလိုက်လွင်ပြီးတော့အကုန်ဖွင့်ချပါတော့တယ်။သူမကမော်ဒယ်လာရမင်းအင်အားကိုရွှေမန်းစီကိုဖုန်းခေါ်ပြီးတော့မြူဆယ်တာတွေရှိခဲ့ကြအောင်ဖွင့်ချခဲ့ပါတယ်။ဒါပြင်တဏ္ဍမိုးသိန်းဟာသူမကိုယောက်ျားမပီသားစွာနဲ့မစီမဆိုင်ဝင်ရောက်တိုက်ခါချတဲ့ထွန်းထွန်းကိုတီးကြတဲ့တက်တဲ့အထောက်ထားတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ သူတို့ဟာကိုရှင်မန်းကတနာမိုးသိန်းစီကိုဖုန်းမခေါ်ဘူးလို့ညင်းခဲ့ပေမဲ့တနာမိုးသိန်းကတော့ကိုရှင်မန်းသူမစီကိုဖုန်းခေါ်ထားတဲ့တတိအထောက်ထားဂေါလော်ရီကိုလူသိရှင်ကြားချပြလိုက်ပါတယ်တဟာထွန်းထွန်းရဲ့စကားကိုလုံးဝပိတ်သွားစေပါတယ်။တဏမိုးသိန်းကထွန်းထွန်းပါဝင်ငွေမျက်နှာပရိုဂျူဆာမျက်နှာတစ်ခုရဲ့ကိုပဲကြည့်ပြီးတော့ကိုရွှေမန်းကိုဖားနေကြတဲ့သူမရဲ့ဂုံသိက္ခာကိုလာထီပါနေတဲ့သူတွေကိုပြပြတသားတတိပေးလိုက်တာပါ။ သူမအခုချိန်မှာအများကြီးတီးခတ်နေရကသတို့သမီးဆရာဝန်မလေးကိုတနာလို့ဖြစ်ကြောင်းသူမဘက်ကအကောင်အမှန်တရားတွေချပြလိုက်ရင်အဲ့ဒီမိန်ကလေးခံစားရမှာဆိုလို့ငြိမ်နေခဲ့ရဖြစ်ကြောင်းဒါပေမဲ့သူမကိုအခုလိုဆက်ပြီးတော့လုံနေမယ်ဆိုရင်ဘသူမျက်နှာမှာထောက်တော့မှာမဟုတ်ပဲအကောင်ဖွင့်ချပြမယ်လို့ပြောဆိုသွားပါတယ်ဒီဖြစ်စဉ်ကိုကြည့်ရင်ဒါချစ်သူအောင်နှစ်ယောက်ရဲ့ပြဿနာဆိုတာထက်ငွေကြီးနဲ့အာနာပရိုဂျူဆာဘက်မှာရက်တည်ရတဲ့သူတွေနဲ့ဂုံတိတ်ခါကိုကာကွယ်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့တိုက်ပွဲဖြစ်နေတာကိုတွေ့ရပါတယ် ထွန်းထွန်းနေတဲ့ဂျားကနေမစီမဆိုင်ဝင်ပါပြီးတက်တီမရှိပဲပြောဆိုခဲ့ရကသူ့ရဲ့ပုံရိပ်ကိုအများကြီးထိခိုက်စေခဲ့သလိုတဏ္ဍာမိုးသိမ့်ဘက်ကတက်တီထောက်ထောင်းနဲ့ပြန်ချပြလိုက်နိုင်တာကထွန်းထွန်းကိုအရှက်ရစေပါတယ်။ပရိသတ်တွေနေနဲ့ရောဒီပုံမှာဘလို့မြင်ပါသလဲ။တဏ္ဍာမိုးသိမ့်ရဲ့ဖွင့်ချမှုတွေကမှန်နိုင်မလား။ဒါမှမဟုတ်ထွန်းထွန်းတို့ဘက်ကနောက်ထပ်ဘာတွေများတုံ့ပြန်အောင်မလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။